တအောင်မျိုးသားလွမြောက်ရေးတက်မတော် TNL ဟာအာနာသိန်းစစ်တပ်နဲ့အပြစ်ခတ်ရပြီးထိန်းချုပ်ထားတဲ့မြို့တွေတဲကမိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုလက်လွတ်ဆော့ခွာခဲ့တယ်ဆိုတဲ့သတင်းကိုအော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဒါဟာအာနာသိန်းစစ်တပ်ကိုလက်နက်ကင်တိုက်ခိုက်နေတဲ့ဒေါ်လန်ရဲ့အတွက် အကျိုးသက်ရောက်မှုတွေကြီးမားလာနိုင်တယ်ဆိုတဲ့စိုးရိမ်ချက်တွေရှိလာပါတယ်။ဒါအပြင်မြေပြင်ရဲဘော်တွေလူငယ်လူရယ်တွေရဲ့အသက်တွေနဲ့အတူ ပြည်သူလူထုရဲ့ပင်မဆင်းရဲမှုတွေကိုစည်ပြီးရလာတဲ့အရာတွေကိုလက်လွတ်လိုက်ရတဲ့အခါမရှိတင်ကဲဖြစ်ကြရတဲ့အခြေအနေတွေလည်းဖြစ်ပါတယ်။ TNL ဟာအာနာသိန်းစစ်တပ်ကိုအရှုံးပေးလိုက်တာလားစစ်အာဏာရှင်အဆုံးသက်ရေးတော်လှန်ရေးကနေနောက်ပြန်လှည့်လိုက်ပြီလားဆိုတဲ့မေးခွန်းထုတ်မှုတွေလည်းရှိလာကြပါတယ်။ဒီထက်ပိုတဲ့အစိုးရချက်ကတော့တော်လှန်ရေးအောင်နိုင်ပါအောင်မလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးနောက်ပိုင်းမှာအာနာသိန်းစစ်တပ်ဟာ သမိုင်းတခြားမကြုံစဘူးစီရေးရှုံးနေမှုတွေကိုရင်ဆိုင်တွေ့ကြုံလာပြီးတဲ့နောက်တရုတ်ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့အတူစီရေးဆုံးရှုံးမှုတွေအကျက်တွဲတွေကနေရုံးထွက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုမစွတ်ဖက်ဘူးဆိုတဲ့တရုတ်ဟာမြန်မာနိုင်ငံကိုတော့သူတို့ရဲ့လက်ဝဲကနိုင်ငံတစ်ခုတစ်ဖွဲ့သဘောထားပြီးမြန်မာပြည်သူလူထုတွေရဲ့ဒေါ်လာကြီးကိုလိုသလိုချဲ့လဲကစားနိုင်အောင်လှုံ့ဆော်ခဲ့ပါတယ်။တရုတ်ရဲ့ဂျားဝင်ချဲ့လဲမှုကြောင့် လာရှိုးမျိုးကို MNDAA ကအာဏာသိမ်းစစ်တပ်လက်ထဲပြန်ထည့်ပေးလိုက်ရပါတယ်။ဒါဟာຫນွေဥတော်လန်ကြီးရဲဘော်လူငယ်တွေနဲ့မြေပြင်ရဲဘော်တွေရဲ့အသက်များစွာနဲ့စတေးပြီးရယူခဲ့တဲ့လာရှိုးမျိုးကို အာဏာသိမ်းစစ်တပ်က ကြည်တရောက်မဖောက်ဘဲပြန်ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။တရုတ်ဂျာဝင်ချဲ့လယ်မှုနဲ့အာဏာသိမ်းစစ်တပ်က MNDAA နဲ့အပြစ်ရထားပြီးတဲ့နောက်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွယ်တွေကတအောင်းမျိုးသားလွတ်မြောက်ရေးတမတော် TNL ထိန်းချုပ်ရာနေရာတွေကိုဒေချောင်းတိုက်ခိုက်မှုတွေအပြင်းထန်လှုပ်ဆောင်ပြီးဖိအားပေးထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အာနာသိန်းစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်မှုလှုပ်ဆောင်နေချိန်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကဒေါ်လန်ကြီးအဖွဲ့အစည်းတွေဟာတရုတ်ရဲ့အတင်းအဓမ္မဖိအားပေးမှုကိုအပြင်းထန်ရင်ဆိုင်လာရပါတယ်။ဒေါ်လန်ကြီးအင်အားစုတွေကိုလက်နက်ခဲယံထောက်ပို့ပြက်လက်အောင် တရုတ်ကဖိအားပေးလှုပ်ဆောင်ပြီး တစ်ဖက်မှာတော့အာနာသိန်းစစ်တပ်ကိုလက်နက်နဲ့ဤပညာထောက်ပံ့မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။အခြားနိုင်ငံတွေရဲ့ဤတွင်ရေးကိုမစွတ်ဖက်ဘူးဆိုတဲ့တရုတ်ဆိုရဟာတောင်းလွတ်မြောက်ရေးတက်မတော် TNL ကို မလုတ်တအောင်ချုပ်ထားပြီးအာနာသိန်းစစ်တပ်ကိုထိုးစစ်ဆင်တိုက်ခိုက်စေတဲ့ပုံစံမျိုးဖြစ်အောင်လှုပ်ဆောင်ခဲ့တာပါ။အာနာသိန်းစစ်တပ်ကသူတို့လက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့လှုပ်ဆောင်တဲ့နေရာမှာလေကြောင်းကနေအပြင်းထန်တိုက်ခတ်ပြီးမှ အညီပြင်စစ်ကြောင်းထိုးမှုတွေကိုလှုပ်ဆောင်တဲ့နည်းပြဟာကိုအသုံးပြုခဲ့ပါတယ်။လေကြောင်းကနေအပြင်းထန်ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်တဲ့နေရာမှာလဲရက်သားပြစ်မှတ်စစ်ရေးပြစ်မှတ်ဆိုပြီးခွဲခြားခြင်းမရှိဘဲမြို့ရွာတွေအပေါ်ကိုအပြင်းထန်လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာပါ။ DNL ထိန်းချုပ်ထားတဲ့နောင်ချိုကြောက်မဲတီဘောတို့ပြန်လဲထိန်းချုပ်ရမှာလဲဒီနည်းပြဟာကိုအသုံးပြုခဲ့တာပါ။ MNDAA နဲ့ အပြစ်ရဲ့ဆဲပြီးရဲ့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ DNL ကိုအာနာသိန်းစစ်တပ်ကတီးကြားခွဲထုတ်ပြီးအင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ရတဲ့အကြောင်းရင်းတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွယ်ထဲမှာ DNL ဟာနှွေဦးတော်လန်ရေးနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ပြည်မတော်လန်ရင်အင်အားစုတွေနဲ့ပိုပြီးနီးကပ်တဲ့အချက်နဲ့ DNL ဟာစစ်ရေးအောင်မြင်မှုတွေရရှိနေချိန်မှာမဟာမိတ်တွေအပေါ်မောက်မာတဲ့ပုံတံတွေရှိခဲ့ပြီး ဒါကိုအသုံးချလိုက်တဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDYPDF ဟာ TNL ရဲ့လေ့ကျင့်ပေးမှုအောက်ကနေဖြစ်ပေါ်လာခဲ့တာပါ။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDYPDF နဲ့ TNL တို့ပူးပေါင်းပြီး2023ခုနှစ်ဇူလိုင်လမှာကနောင်စစ်စင်ကြီးကို ပေါ်ဆောင်နိုင်ခဲ့ပါတယ်။ TNL ဟာ တရုတ်ရဲ့ဂျားဝင်ညှိနှိုင်းမှုတွေမှာလည်းအာနာသိန်းစစ်တပ်နဲ့ကြားသဘောထားတင်းမာပြီးဒေါ်လာရင်းဘက်မှာ ပိုရက်တည်တဲ့အခြေအနေမှာရှိခဲ့ပါတယ်။အခုချိန်မှာတော့အကြက်တဲတွေကြောင့်ပဲ PNL ဟာအာနာသိန်းစစ်တပ်နဲ့အပေးယူလုပ်ပြီးအပြစ်ခတ်ရက်စဲရေးလမ်းကိုရွေးချယ်လိုက်ရပါပြီ။ဒါဟာအာနာသိန်းစစ်တပ်ကိုလက်နက်ကင်ဒေါ်လာနေတဲ့ဒေါ်လာရင်းအတွက်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာစေပါတယ်။ပထမ MNDA နဲ့ပြည့်ရက်ပြီး TNL ကိုဖိအားပေးတိုက်ခိုက်လာပြီးအခု TNL နေနဲ့အပြစ်ရခဲ့ပြီးတဲ့နောက်ဘဲဒေတာဘဲဖွဲ့စည်းတွေပေါ်ဖိအားပေးထိုးစစ်စင်နာတွေလှောက်ဆောင်လာမလဲဆိုတဲ့မိကုန်းတွေလည်းရှိလာပါတယ်။အခြားနေရာတွေကို လေချောင်းတောင်းတိုက်ခိုက်မှုတွေပို့ပြီးလှောက်လာနိုင်တဲ့အခြေအနေတွေကိုလည်းမြင်တွေ့နေရပါတယ်။အာနာသိန်းစစ်တပ်ရဲ့နောက်ထပ်ရည်မှန်းချက်ဟာစကိုင်းတိုင်းကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ရခိုင်စစ်မျက်နှာကိုအသာရအောင်လှောက်ဆောင်ဖို့လို့တုံ့တက်လို့ရနိုင်ပါတယ်။ အထူးသဖြင့်တော့လုံးဝမစိုးမိုးနိုင်တဲ့ရခိုင်ပြည်နယ်ကအာရခတက်တော် AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်မှုတွေရှိလာနိုင်တာသိကြပါဗျ။ဒါကြောင့်လဲအာရခတက်တော်ကရခိုင်ပြည်နယ်ကပြည်သူတွေကိုစစ်ရေးသတိပေးချက်တွေထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းရှမ်းမြောက်မှာအလုပ်ဖြစ်ခဲ့တဲ့အတိုင်းရခိုင်ပြည်နယ်မှာ လုံနိုင်မှုဆိုတာကတော့လွယ်ကူနေမှာမဟုတ်ပါဘူး။လက်ရှိအချိန်မှာ အာနာသိန်းစစ်တပ်ဟာရှမ်းမြောက်မှာ TNL ကိုအตาရသွားခဲ့တယ်ဆိုတာငင်းဆိုလို့မရနိုင်ပေမဲ့ဒါဟာအာနာသိန်းစတက်ကိုလက်နက်ကင်တော်လန်တိုက်ခိုက်နေတဲ့တော်လန်ရေးတစုံလုံးကိုအตาရသွားနိုင်တယ်လို့ကောက်ချက်ချလိုက်လို့မှတ်ယူလိုက်လို့မရပါဘူးအာနာသိန်းစတက်ဟာခေတ်ဆက်ဆက်မှာသူတို့ကျင့်သားရနေတာကထိုးစစ်ဆင်တိုက်ခိုက်မှုပါဒါကလည်းလေးချောင်းနဲ့လက်နက်ကြီးအာတာချက်ကိုအပြည့်အဝအသုံးချတိုက်ခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်အာနာသိန်းစတက်ရဲ့ပြော့ကွက်ဟာ ခံစစ်ညံ့ဖျင်းမှုပျောက်ကြားစစ်ကိုရင်ဆိုင်ရမှာအားနည်းမှုတွေဖြစ်ပါတယ်ဒီလိုအချိန်မှာအာနာသိန်းစစ်တပ်ရဲ့လော်ဘီတွေအင်အားစုတွေကတော့အာနာသိန်းစစ်တပ်ကအသာရသွားပြီးနေဦးတော်လန်ရေးမအောင်မြင်တော့ဘူးဆိုတာမျိုးဝါရဖြန့်ပြောဆိုမှုတွေလည်းရှိနေပါတယ်တကယ်တော့ဒါမှားရင်နေတဲ့ဝါရဖြန့်မှုနဲ့ပြည်သူတွေဝေဝါအောင်လှုပ်ဆောင်မှုတွေသာဖြစ်ပါတယ် MNDA DNL တို့ ਨੇ အပြစ်ရက်လိုက်တယ်ဆိုတဲ့အကြောင်းအရာတွေဟာ ဒေါ်လာဤအတွက်အားနည်းစီတယ်ဆိုတာလက်ခံရမှာဖြစ်ပေမဲ့ဒါဟာဒေါ်လာဤတစ်စုံလုံးကိုရက်တန်သွားပြီးဆုံးသွားစီလောက်တဲ့အကြောင်းရင်းဖြစ်လာဖို့မရှိပါဘူး။နေဦးဒေါ်လာဤမှာလက်နက်ကင်ဒေါ်လာဤတို့ကူးပြောင်းချိန်မှာစပြီးဒီကနေ့ဒီချိန်ထိပြန်ကြည့်လိုက်မယ်ဆိုရင်ချက်ချင်းလင်းလင်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့နေရာမှာအားကောင်းခဲ့တဲ့စကိုင်းတိုင်းနဲ့ရှင်းပြည်နယ်ဒေသတွေမှာလက်လုံတူမီတနက်တွေနဲ့မီးကျိုးမောင်းပြတ်တနက်တွေနဲ့စခဲ့တဲ့ လက်နက်ကင်ဒေါ်လာရေးဟာဒီကနေ့ဘယ်အခြေအနေကို ရောက်ရှိနေသလဲစနစ်ကျတဲ့တည်ရင်စုဖွဲ့မှုတွေမဟာမိတ်ဆက်ဆံရေးတိစမှုတွေဘလို့အခြေအနေရှိနေသလဲဆိုတာကိုတုံးသက်ကြည့်ရင်ကိုပဲရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဆီယနာသိမ်းမှုအကျိုးဆက်ကြောင့်နိုင်ငံတော်မှာစစ်တပ်ကိုလက်နက်ကင်တိုက်ခိုက်နေတဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေအများပြပေါ်ထွက်လာသလိုအာနာသိမ်းစစ်တပ်ကလည်းအရင်ကမကြုံတွေ့ဘူးတဲ့ ပြည်မဒေသတွေပါလက်နက်ကင်ခုခံတိုက်ခိုက်မှုတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ဒါ့အပြင်ပျောက်ကြားစစ်ကြောင့်စစ်ရင်အဖျုံတိမှုတွေလည်းကြီးကြီးမားမားရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုအခြေအနေမျိုးမှာတစ်တုံညာနှစ်ခုစစ်စင်ရေးကိုရင်ဆိုင်လာရချိန်မှာမြန်မာစစ်တပ်တစ်ခုလုံးပြိုကျလူနီးပါးအထိတောင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ရှမ်းမြောက်မှာ TNL ရဲ့စီရေးရှုံးဟာအနိုင်ငံလုံးတိုင်းတာနဲ့အာနာသိန်းစစ်တပ်ကိုလက်နက်ကင်တိုက်ခတ်နေတဲ့ဒေါ်လန်ရေးတစ်စုံလုံးအတွက် သင်ငန်းစာရယူဖို့လိုအပ်တယ်လို့အားအနေချက်တွေကိုစမ်းစစ်အဖြေချရမှာဖြစ်ပါတယ်။ဒါအပြင်ဒေါ်လန်ဤအင်အားစုတွေအားလုံးအနေနဲ့လည်းဘုံရန်သူကိုတူညီတဲ့အချိန်မှာ အရေးကြီးတဲ့စုပေါင်းညီညွတ်မှုကိုစနစ်တကျတည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။ကိုယ့်အင်အားကိုတည်ဆောက်ရုံနဲ့ခိုင်မာတဲ့အင်အားမဖြစ်လာနိုင်ဘူးဆိုတာကိုအချီတရားကြကြမြင်နိုင်ကြဖို့လိုအပ်ပါတယ်။ဒါအပြင်ဒီကနေ့ဒေါ်လန်ဤအား ပြည်သူလူထုရဲ့အားနဲ့ဖြစ်တည်လာတဲ့ဒေါ်လန်ကြီးပြည်သူအားပေါ်တိစောက်ထားတဲ့ဒေါ်လန်ကြီးဖြစ်တာကြောင့်ဒေါ်လန်ကြီးရဲ့အခြေအနေမှန်တွေကိုပြည်သူလူထုကိုအမြဲတမ်းအသိပေးနေရမှာဖြစ်ပါတယ်။ဒေါ်လန်ကြီးအပေါ်ပြည်သူလူထုကအားပေးထောက်ကမ်းနေဖို့ယုံကြည်နေဖို့ဆိုတာကပြည်သူလူထုအပေါ်ဂျိုးသားဖို့ပွင့်လင်းမြင်သာရှိဖို့နဲ့လေးစားတန်ဖိုးထားဖို့လည်းအရေးကြီးလာပါတယ်။တရုတ်ရဲ့ဩဇာကိုလွန်ဆန်ဖို့ခက်တဲ့လက်နက်ကင်ဒေါ်လန်ကြီးအဖွဲ့အစည်းတွေအပါအဝင် အဓိကကျတဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေဟာတရုတ်ပြည်အားတရုတ်ရဲ့မြန်မာအရေးပေါ်ကျိုးကန့်ချဲ့လှယ်မှုတွေကိုဘယ်လိုကြော်လွှားကြမလဲဆိုတာကို အဖြေရှာကြဖို့လည်းအရေးကြီးလာပါတယ်။အချုပ်အဖြစ်ပြောရရင်တော့အခုချိန်မှာဒေါ်လာရေးကရှုံးနေတာမရှိသလိုလူထုအားနဲ့စတင်ခဲ့တဲ့ငွေဥဒေါ်လာရေးဟာလည်းမပြီးဆုံးသေးဘူးဖြစ်ပါတယ်။ဒါကြောင့်လက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးစီးရေးအခြေအနေရဲ့ရက်ကို အရှိတရားကြကြရှုမြင်ပြီးလက်တွေ့ကြတဲ့ချင်းကပ်မှုနီးပြူဟာမြောက်တဲ့နီးညာတွေနဲ့ရှေ့ဆက်ရမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ Burma Independent Voice